ုင်ငံအုပ်ချုပ်တဲ့နိုင်ငံခေါင်းဆောင်ဆိုတာနိုင်ငံသူနိုင်ငံသားတွေပေါ်မှာကိုချင်းစာတရားထားရတယ်။အိမ်နောက်တစုမှာမိဘဟာတာသမီပေါ်ကိုကိုချင်းစာတရားရှိဖို့ကိုချင်းစာမှုဆွတ်ဖက်သည့်လိုအပ်တယ်လို့နိုင်ငံတကာနိုင်ငံမှာနိုင်ငံကိုအုပ်ချုပ်တဲ့ခေါင်းဆောင်တွေကနိုင်ငံရဲ့နိုင်ငံရဲ့ပြည်သူပြည်သားတွေကိုကိုချင်းစာတရားထားဖို့လိုအပ်တယ်။အဲ့ဒီလိုမျိုးတယောက်နဲ့တယောက်မှာကိုချင်းစာတရားစာနာစိတ်မရှိဘူးဆိုရင်အဲ့ဒီလို့ပေါ့အဖွဲ့စီရာပြက်စီရတယ်။လက်ရှိမှာကကိုချင်းစာတရားစာနာစိတ်မရှိဘဲနဲ့ရင်းတဲ့သူကို ဝါးကိုထိုးနေတကယ်တို့တပူပေါ်နှစ်ပူစင်နှစ်ပူပေါ်သုံးပူစင်အဲ့ဒီလိုဖြစ်နေဖြစ်နေတယ်။စကိုင်းနိုင်ငံတူတူတောင်မှအရာရာတို့ရေဦးတို့တော့ရွှေဘိုးတို့မင်းကင်းတို့စုစုပေါင်းမြို့နယ်ကိုကူကစာမိုးပွဲပြန်မဖြစ်ရပဲနဲ့စကိုင်းမြို့ပေါ်မှာရှိတဲ့အကြောင်းသားတွေကစာမိုးပွဲပြန်ဖြစ်ရမယ်။ဒါဘလို့စင်းမြင်ဥပဒေမျိုးလဲ။စကိုင်းတိုင်းချင်းတူတူတော့တခြားစာစစ်ဌာနတွေကပြန်မဖြေရပဲနဲ့တခြားမြို့နယ်ကိုကူကပြန်မဖြေရပဲနဲ့ငှက်လျင်တန်းကိုအစိုးဆုံးခံရတဲ့စကိုင်းမြို့ပေါ်မှာပြန်ဖြေရမယ်။ ဒါဘယ်လိုမျိုးစီမင်းဥပဒေမျိုးလဲဘယ်လိုမျိုးဝေဖန်သုံးသပ်ပြီးတော့ဘယ်လိုသုံးသပ်ပြီးတော့ဒီလိုအမိတ်မျိုးထုတ်ရတယ်ဆိုတော့ပြည်သူကိုဖြည့်ရှိချက်ပေးရမယ်မန္တလေးတိုင်းပညာရေးအမှုအစင်လောက်နဲ့ပြည်သူကိုဖြည့်ရှိချက်မပေးနဲ့မလို့ချမှုစာမွေးဘက်ကအခု9လပိုင်းနေ့မှာပြန်ဖြည့်ရမယ်လို့ပြောတယ်စာမွေးဘက်ပြန်မဖြည့်ခိုင်းခင်အခု၄လတိုင်းမကုန်ခင်မှာပညာရေးဝန်ကြီးဌာနပြောင်စုဝင်ချင်းအနေနဲ့လူရှိသူရှိထွက်ပြပြီးဘာကြောင့်ဘယ်လိုအချက်တွေကြောင့်ဘယ်လိုပုံစံကျွန်တော်တို့ကတွက်ချက်ပြီးတော့ပြန်ဖြည့်ခိုင်းရပါတယ်ဆိုရဲခိုင်းလုံးထဲအကြောင်းပြချက်ပေးပါ ခိုင်လုံတဲ့အကြောင်းပြချက်ပေးလို့ရှိရင်ចောင်းသားမောင်မဲတွေကចောင်းသားမိပါတွေရောကជីជីဖြူဖြူနဲ့စာမွေးပွဲပြန်ဖြည့်ပါလိမ့်မယ်ခိုင်လုံတဲ့အကြောင်းပြချက်မပေးနိုင်ဘူးဆိုလို့ရှိရင်တော့ကျမတို့ကငင်းချမ်းတဲ့နီးနဲ့ဥပဒေပေါင်းတင်းကအတနာခံလို့မရရင်ရနိုင်တဲ့နီးမျိုးနဲ့ចောင်းသားမောင်မဲတွေနဲ့ចောင်းသားမိပါတွေကလှုပ်ဆောင်ကြလိမ့်မယ်နော်ဆိုတော့ဒီလိုကိစ္စမျိုးတွေက ပြန်ပြေးကိုင်းနေဖြစ်စေပြန်ပြေးကိုင်းမျိုးစေဝေဖန်မှုပုတ်ခတ်မှုတွေလာမယ်။ရှင်းပါလဲပဲအဲ့ဒီလိုဝိဝါဒကွဲပြားတဲ့စစ်မှုထမ်းဥပဒေရှိတယ်။စစ်မှုထမ်းဥပဒေဆိုလို့ရှိရင်လည်းဥပဒေသာထုတ်လိုက်တာ။အဲ့ဒီရဲ့နောက်မှာတီးကြတဲ့ဥပဒေညဥပဒေမရှိတဲ့အတွက်လဲတဲ့သူတွေကလဲတယ်လို့လှုပ်ရှားပြီးကြီးပွားချမ်းသာတဲ့အိမ်ကနေတိုက်အိမ်တွေဖြစ်စပိန်နေဆိုင်ငယ်တွေစီးတဲ့အဆင့်ကလည်းကိုပိုင်ကားတွေစီးပြီးတော့နော် ်တက်ဖြားမှာငွေတီးသွားတယ်ဘဝတွေနဲ့အလွဲသုံးသားတွေလောက်သွားချတယ်ဒါဆိုရင်အခုလည်းပဲအဲ့ဒီပညာရေးဝန်ကြီးဌာနအဆောင်ဘက်ပြန်ပြီးခိုင်းတဲ့အပေါ်မှာလဲတဲ့သူတွေလူလဲရှင်းများတာသမီးတွေကလဲတယ်လို့လောက်စားချလို့ရှိရင်ဂျားတဲ့ကចောင်းသားမောင်မယ်တွေနဲ့ចောင်းသားမိပါတွေဒါမိရေးနှစ်ခါနာမိရေးသုံးခါနာဖြစ်ရလိမ့်မယ် မလင်ကြောင့်အဖြေလွာရီမီးလောင်ပျက်စီးသွားတဲ့အတွက်စစ်ကောင်စီကတက္ကသိုလ်ဝင်ဆောင်မှုဝယ်ပြန်ဖြေခိုင်းမိအပေါ်မပူတူကန့်ကွက်ငလင်ကြောင့်မန္တလေးတက္ကသိုလ်ပြူကျပျက်စီးကမီးလောင်မှုဖြစ်ပြီးတက္ကသိုလ်ဝင်ဆောင်မှုဝယ်အဖြေလွာရီမီးလောင်ခဲ့ရတာကြောင့်တက္ကသိုလ်ဝင်ဆောင်မှုဝယ်ကိုပြန်လည်ဖြေဆိုရမယ်လို့စစ်ကောင်စီပိုင်သတင်းစာကနေဒီကနေ့ထုတ်ပြန်ပါတယ်။မတ်28ရက်နေ့ကစကိုင်းမြို့ကိုဗဟိုပြုလုခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်မန္တလေးတက္ကသိုလ်အတွင်မီးလောင်မှုဖြစ်ပြီး တချင်းစစ်ကိုင်းတိုင်းနဲ့နေပြည်တော်အပါမန္တလေးတိုင်းအတွင်းကတက္ကသိုလ်ဝင်ဆောင်မှုဘွဲ့အဖြစ်လွားရီမီးလောင်ပျက်စီးခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီကနောက်တစ်ကြိမ်ထပ်မံပြုလုပ်မဲ့တက္ကသိုလ်ဝင်ဆောင်မှုဘွဲ့ကို2025ဇွန်လ16ရက်ကနေ21ရက်နေ့အထိပြန်လည်ဖြေဆိုရမှာလို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ စစ်ကောင်စီကစာမှုပွဲပြန်လည်ကျင်းပမယ့်အပေါ်ထိရောက်နိုင်မှုမရှိနိုင်ကြောင်းနဲ့စစ်ကောင်စီဟာចောင်းသားတွေရဲ့ပညာရေးအပေါ်အာမခံချက်မပေးနိုင်ဘူးလို့ထင်မြင်ကြောင်းသတိတိုင်းမှာចောင်းသားမိဘတဦးကပြောပါတယ်။မင်္ဂလာပါမျိုးရင်ကျွန်မမပတုမှာအသေးပါရှင်။ဒီနေ့နောက်25ခုနှစ်ဧပြီ25ရက်နေ့ဖြစ်ပါတယ်။ဆိုရေးရှိကဆိုကြရအောင်မယ်။ဒီရက်လေးပေါ်မှာဆောင်ကိစ္စသုံးခုရှိတယ်။နံပါတ်1က Great Test Summary ပဲပြန်ပြခိုင်းတဲ့ကိစ္စ။နံပါတ်2ကပြည်သူ့ကုန်ရေးစုနံပါတ်3ကရာသီဥတုအရန်ပုံလိုက်တာ ူပြောများဆုံးကိစ္စရည်တွေပေါ့ဆမ်မဘွဲကပြန်မဖြေခိုင်းမှုဆိုလို့ရှိရင်လည်းပဲအပြစ်ပြောကြလိမ့်မယ်ဆရာနာရှင်တွေကမအောင်မရှိငါတက်ပြီဆိုပြီးတော့အကုန်လုံးကိုအောင်ပေးနေတယ်လို့ဝေဖန်ကြလိမ့်မယ်ဘာလို့လဲဆိုတော့တပတ်အုပ်စုတွေကစစ်တော်ဗျာကြီးအလိုမရှိဆိုပြီးတော့ဝါရမိုက်တိုက်မှုနဲ့တူကလေးတွေကိုကြောင်းမတက်ခိုင်းနေအဖွဲ့တပတ်ကကလေးတွေကိုကြောင်းမတက်ခိုင်းဖို့စာတင်ကြောင်းတွေပိတ်ဖို့ကြောင်းဆရာဆရာမတွေစာမတင်ဖို့ကိုနီးမျိုးစုံနဲ့ဝါရဖြန့်နဲ့ဖိအားပေးနေချိန်ချုပ်တယ်နောက်ဆုံးမှာဂျပ်ဖတ်မှုတွေထိလို့ဆောင်ကြတယ်အဲ့ဒီလိုမျိုးတွေချားတဲ့ကအကြောင်းတွေဖွင့်နေ ဲ့ဒီလိုအခက်အခဲတွေခြားတဲ့ကမဖြစ်ဖြစ်အောင်ကြောင်းတက်တဲ့အကြောင်းသားမောင်မြေတွေကိုပြည်အရေးဝန်ကြီးဌာနကိုယ်တိုင်ကနံပါတ်၁လေးလေးစားစားနဲ့အသိမှတ်ပြုပေးရမယ်။ဒီအကြောင်းသားမောင်မြေတွေရဲ့မိမိတို့ရဲ့ပညာလိုချင်တဲ့စိတ်သက်သိယူချင်တဲ့စိတ်သက်လေးကိုအသိမှတ်ပြုပြီးလေးစားပေးရမယ်။လေးစားမှုရှိရမယ်။ဒါနံပါတ်၄ချက်။အေးအဲ့ဒီလိုပဲစာမွေးပွဲကိုပြန်ဖြေခိုင်းလိုက်တဲ့အခါကျတော့လည်းပဲပြန်ဖြေခိုင်းလို့ပါဆိုပြီးဝေဖန်ပုတ်ခတ်မှုတွေကလာတယ်။ ဆိုတော့ပြန်ဖြေခါနေဖြစ်စေပြန်မဖြေခါနေဖြစ်စေလက်ညှိုးတို့အပုတ်ချမဲ့အခွင့်ရင်းကောင်းတာပဲလုပ်လို့ဆိုးတာပဲလုပ်လို့နှစ်ဖက်လုံးမှာရှိကြတယ်ဆိုတော့ဆိုးရအနေနဲ့ကဒီကပညာရေးဝန်ကြီးဌာနအနေနဲ့က grade dress ဆောင်ပွဲတွေပြန်မဖြေခိုင်းခင်မှာဘာအကြောင်းပြန်ဖြေခိုင်းရပါတယ်ဆိုတော့ခိုင်လုံနဲ့အကြောင်းပြချက်ပေးဖို့လိုတယ်ငါတို့ကအစိုးရပဲငါတို့မှအာဏာရှိတဲ့လူတွေငါတို့အမိတ်ထုတ်တဲ့အတိုင်းပဲငါတို့ခိုင်းတဲ့အတိုင်းအကုန်လိုက်လုပ်ရမယ်ဆိုတော့အာဏာရှင်ကဒါမကျင့်သုံးပါနဲ့ ငံအုပ်ချုပ်တဲ့နိုင်ငံခေါင်းဆောင်ဆိုတာနိုင်ငံသူနိုင်ငံသားတွေပေါ်မှာကိုချင်းစာတရားထားရတယ်။အိမ်နောက်တစုမှာမိဘဟာတာသမီးပေါ်ကိုကိုချင်းစာတရားရှိဖို့ကိုချင်းစာမှုဆက်ဖက်သည့်လိုအပ်တယ်လို့နိုင်ငံတကာနိုင်ငံမှာနိုင်ငံကိုအုပ်ချုပ်တဲ့ခေါင်းဆောင်တွေကနိုင်ငံရဲ့နိုင်ငံရဲ့ပြည်သူပြည်သားတွေကိုကိုချင်းစာတရားထားဖို့လိုအပ်တယ်။အဲ့ဒီလိုမျိုးတောင်းတဲ့တောင်းမှာကိုချင်းစာတရားစာနာစိတ်မရှိဘူးဆိုရင်အဲ့ဒီလူပေါ့အဖွဲ့အစည်းကပြက်စီရတယ်။လက်ရှိမှာကကိုကျဲစာတရားစာနာစိတ်မရှိဘဲနဲ့ရင်းတဲ့သူကို ဝါကူထိုးနေတကယ်တော့တပူပေါ်နှစ်ပူစင်းနှစ်ပူပေါ်သုံးပူစင်းအဲ့ဒီလိုဖြစ်နေဖြစ်နေတယ်။စကိုင်းတိုင်းချင်းတို့တို့တောင်မှအရာတော်တို့ရေဦးတို့နော်ရွှေဘိုးတို့မင်းကင်းတို့စုစုပေါင်းမြို့နယ်ကိုကူကဆာမိုးပွဲပြန်မဖြစ်ရပဲနဲ့စကိုင်းမြို့ပေါ်မှာရှိတဲ့အကြောင်းသားတွေကဆာမိုးပွဲပြန်ဖြစ်ရမယ်။ဒါဘယ်လိုစင်းမြေဥပဒေမျိုးလဲ။စကိုင်းတိုင်းချင်းတို့တို့တောင်တခြားစာသေးဌာနတွေကပြန်မဖြစ်ရပဲနဲ့တခြားမြို့နယ်ကိုကူကပြန်မဖြစ်ရပဲနဲ့ငှက်လှင်တံကိုအစိုးဆုံးခံရတဲ့စကိုင်းမြို့ပေါ်မှာပြန်ဖြစ်ရမယ်။ ဒါဘလိုမျိုးစီမင်းဥပဒေမျိုးနဲ့ဘလိုမျိုးဝေဖန်သုံးသပ်ပြီးတော့ဘလိုသုံးသပ်ပြီးတော့ဒီလိုအမိတ်မျိုးထုတ်ရတယ်ဆိုတော့ပြည်သူကိုဖြည့်ရှင်းချက်ပေးရမယ်။မန္တလေးတိုင်းပညာရေးမှုအဆင့်လောက်နဲ့ပြည်သူကိုဖြည့်ရှင်းချက်မပေးနဲ့မလို့ချင်မို့နော်။ဒီကဆိုကျွန်တော်တို့နိုင်ငံပါတင်စာတွေမှာနိုင်ငံပါတင်မီဒီယာတွေမှာမန္တလေးပညာရေးမှုတော်ဆွေးရှင်းအင်းဆိုတဲ့အမျိုးသမီးကနေပြီးတော့အာစာမုပ်ဘက်တွေပြန်ဖြည့်ခိုင်းရတဲ့ကိစ္စနဲ့ပတ်သက်ပြီးပြောဆိုလာရှိတယ်။ကျွန်တော်တို့လိုချင်တာကတိုင်းပညာရေးမှုအဆင့်လောက်ကိုမဟုတ်ဘူး။ပြည်အောင်စုဝင်ကြီး ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအနေနဲ့ကရှေ့ထွက်ပြီးတော့လူလုံးထွက်ပြပြီးတော့ခမရဗဇက်ကနေဘာကြောင့်ပြက်ပြေခိုင်းရပါလဲဆိုရဲခိုင်လုံးနဲ့လူတွေအကုန်လုံးចောင်းသားမိပါတွေနဲ့ចောင်းသားမောင်မယ်တွေအကုန်လုံးလက်ခံနိုင်လောက်တဲ့ဖြည့်ရှင်းချက်ပေးဖို့လိုအပ်တဲ့ဖြည့်ရှင်းချက်ပေးပါဖြည့်ရှင်းချက်ပေးပါဆောင်းမွေးဘက်ကအခု9လပိုင်းမြန်မာပြန်ဖြေရမယ်လို့ပြောတယ်။စာမှုပဲပြန်မဖြေခိုင်းခင်အခု၄လတိုင်းမကုန်ခင်မှာပညာရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးအနေနဲ့လူရှိသူရှိထွက်ပြပြီးဘာကြောင့်ဘလို့အချက်တွေကြောင့်ဘလို့ ပုံစံကျွန်တော်တို့ကတွက်ချက်ပြီးတော့ပြန်ဖြေခိုင်းရပါတယ်ဆိုရဲခိုင်လုံးထဲအကြောင်းပြချက်ပြီးပါခိုင်လုံးထဲအကြောင်းပြချက်ပြီးလို့ရှိရင်ចောင်းသားမောင်မယ်တွေကចောင်းသားမိပါတွေရောကជីជីဖြစ်ဖြစ်နဲ့စာမျိုးပဲပြန်ဖြေပါလိမ့်မယ်ခိုင်လုံးနဲ့အကြောင်းပြချက်မပေးနိုင်ဘူးဆိုလို့ရှိရင်တော့ကျမတို့ကငင်းချမ်းတဲ့နီးနဲ့ဥပဒေပေါင်းတင်းကအတနာခံလို့မရရင်ရနိုင်တဲ့နီးမျိုးနဲ့ចောင်းသားမောင်မယ်တွေနဲ့ចောင်းသားမိပါတွေကလှုပ်ဆောင်ကြလိမ့်မယ်တော့ဆိုတော့ဒီလိုကိစ္စမျိုးတွေက ပြန်ဖြေကားနေဖြစ်စီပြန်ဖြေကားမျိုးစီဝေဖန်မှုရပုခတ်မှုတွေလာမယ်ရှင်းပါလဲပဲအဲ့ဒီလိုဝိဝါဒကွဲပြားတဲ့စစ်မှုထမ်းဥပဒေရှိစစ်မှုထမ်းဥပဒေဆိုလို့ရှိရင်ဥပဒေသာထုတ်လိုက်တာအဲ့ဒီရဲ့နောက်မှာတီးကြတဲ့ဥပဒေနဲ့ဥပဒေမရှိတဲ့အတွက်လေတဲ့သူတွေကလဲတယ်လို့လှုပ်စားပြီးကြီးပွားချမ်းသာတဲ့အရာတွေတိုက်အင်းတွေဖြစ်စပိန်တွေဆိုင်ငယ်တွေစီးတဲ့အဆင့်ကလည်းကိုပိုင်ကားတွေစီးပြီးတော့နော် လက်ဖျားမှာငွေသီးသွားတယ်ဘဝတွေနဲ့အလွဲသုံးသားတွေလောက်သွားချတယ်ဒါဆိုရင်အခုလည်းပဲအဲ့ဒီပညာရေးဝန်ကြီးဌာနစာပေါ်ပဲပြပြခိုင်းတဲ့အပေါ်မှာလဲတဲ့သူတွေလူလဲရှင်းရသားသမီးတွေကလဲတယ်လို့လောက်စားချလို့ရှိရင်ကြားထဲကចောင်းသားမောင်မယ်တွေနဲ့ចောင်းသားမိပါတွေသားမိရေးနှစ်ခါနာမိရေးသုံးခါနာဖြစ်ရလိမ့်မယ်အနည်းဆုံးဝေခွင့်စာမေးပွဲဖြေခိုင်းနေဆိုရင်လက်ခံပြီးလို့ရတယ်ဥပမာဥပမာကျမတို့ပြည်တက်ကတူမှာဆိုရင်ကျမက image ပြည်တက်ကတူအင်္ဂလိပ်စာမီတာနဲ့ဖွဲရထားတယ်ကျမတို့ major မှာကျမတို့ပြည်တက်ကတူမှာဆိုရင်အမှတ်ပေါင်း380ကျော်ပြီးတော့အင်္ဂလိပ်စာ95မယ်ရမှာ image ခွင့်ပေးတယ် အီမေတာ၆တဲ့ကျောင်းသားကိုအဲ့ဒီလိုမျိုးရွေးချယ်တာမြမမေတာဆိုရင်အမှတ်ပေါင်340ကျော်ပြီမြမသား90ကျော်မှအဲ့ကျောင်းသားကိုရွေးတယ်ကျောင်းသားရဲ့အရေးချက်ကိုဆစ်စစ်တယ်ဒါဆိုရင်အခုလက်ရှိကျောင်းသားမောင်မယ်တွေကိုလည်းစောင့်မပြတ်မဖြေခိုင်းမဲနဲ့အကုန်လုံးကိုအောင်အောင်ပေးလိုက်ပြီးတော့သူတို့နှစ်သက်ရတက်ကတူကိုရှောက်ပြီးတော့သူတို့နှစ်သက်ရမေတာရှောက်တဲ့အခါကျမှဝယ်ခွင့်စာမေးပွဲဆိုပြီးတော့ဖြေခိုင်းလို့ရှိရင်လက်ခံပေးလို့ရတယ် တက္ကသိုလ်ဝင်စားမှုဘွဲကိုမြန်မာကနေဘိုင်ယိုဒီ6ပါးသာလုံးပြန်ဖြေခိုင်းမဲ့အစားမိမိတို့နှစ်တရာတက္ကသိုလ်ကိုရှောက်မိမိတို့နှစ်တရာမိသားကိုရှောက်ချာအဲ့ဒီရှောက်ထားမှုပေါ်မှာဝယ်ခွင့်စာမေးဖွဲဖြေခိုင်းနေဆိုရင်လက်ခံပေးလို့ရတယ်နော်ဘယ်အကြောင်းသားကမှမိမိညံရင်နဲ့လိုက်မမီတဲ့မိသားကိုမိမိညံရင်နဲ့လိုက်မမီတဲ့အကြောင်းကိုမတတ်ဘူးလောက်တဲ့စာမှုဘွဲမှာ B နဲ့ C တွေပဲတန်းစီရနေတဲ့အကြောင်းသားတယောက်က B နဲ့ C ပဲရနေတဲ့အကြောင်းသားတယောက်ကစီးတက္ကသိုလ်ကိုတတ်မှာမဟုတ်တလို့ပညာရေးတက္ကသိုလ်လည်းမတတ်ဘူး ဘာလို့မတက်တာလဲဆိုရင်အော်လွယ်လွယ်ကူကူနဲ့စာမောပွဲပြန်မဖြေရပဲနဲ့အောင်ပေးလိုက်လို့လွယ်လွယ်ကူကူအောင်နေဆိုရင်တော့ကမှဖဲချောင်းသားကမှမိမိညာရင်နဲ့လိုက်မမီရင်တက်ကတူကိုမတက်ဘူး။ဘာကြောင့်မတက်တာလဲ။ကိုညာရင်နဲ့လိုက်မမီရင်ကိုစာမကြက်နိုင်ရင်ကိုပဲပင်ပဲမယ်။ကိုပဲစိတ်ပင်ပဲမယ်။နောက်တစ်ခုကိုရဲ့မိဘကြီးရဲ့ပညာရေးစီကျောင်းစီကုန်မယ်။နံပါတ်3ကိုရဲ့အချိန်နေကုန်မယ်။ဘယ်သူကမှအချိန်ကုန်ခံဝေးကုန်ခံစိတ်ပင်ပန်းခံကိုမလိုက်နိုင်နဲ့မေးတာ။ကိုမတက်နိုင်တဲ့အကြောင်းကိုမတက်ဘူး။ ောင်းသားမောင်မယ်တယောက်ကကိုယ့်ရဲ့အရေးချက်ဘယ်လောက်ရှိလဲဆိုတာလူတိုင်းကကိုယ်တိုင်သိဆုံးပဲကိုကျွန်မဆိုလို့ရှိရင်လည်းဒီလိုပဲဥပမာကျွန်မက10တန်းအောင်ခဲ့စဉ်ကကျွန်မကိုဒီတက်ကူတို့ရှောက်ခွင့်ပေးတယ်ဆိုရင်တော့မှကျွန်မမှာငါမှာဒီဒီပညာရေးရှင်းကိုသင်ယူနိုင်တဲ့အတိညာဥနောက်ညာရှိသလားငါညာငါညာညာတွင်းနဲ့ငါကြက်နိုင်ပါမလားမှတ်နိုင်ပါမလားဖတ်နိုင်ပါမလားကိုယ်တိုင်သုံးသပ်ပြီးမှဒီကြောင့်ကိုတက်ရမှာနော်ဆိုတော့ဘဲเจ้าသားကမှာ အလိုလောဘကြီးပြီးတော့ကို့ညံရင်လည်းလိုက်မမိတဲ့အကြောင်းကိုမတတ်ဘူးအဲ့ဒီလိုတက်ချင်တဲ့သူတွေရှိတယ်ဆိုရင်တော့ပြပြခိုင်းလိုက်ပါတော့ကျွန်တော်ကတော့ခင်ဗျာကျွန်တော်ကတော့ကျမကတော့နိုင်ငံခြားမှာသွားပြီးကြောက်တက်ဖို့အစီအစဉ်ရှိပါတယ်ဒါကြောင့်မို့လို့ဒီတက္ကသိုလ်ဝင်စာမေးပွဲဖြည့်ဆို့ထားတယ်အမှတ်ပေါင်းစုကိုအမှတ်ပေါင်းစင်းချုပ်ကိုကျွန်တော်လိုချင်ပါတယ်ကျမလိုချင်ပါတယ်ဆိုလို့ရှိရင်အဲ့ဒီလိုကျောင်းသားတွေကိုတည်တံပြပြခိုင်းလိုက်ဒါတော့ နိုင်ငံခြားတက္ကသိုလ်တွေကိုចောင်းသွားတက်မယ်ចောင်းသားတွေကအမှတ်ပေါင်းစုဆိုတာလိုတယ်အဲ့ဒီလူတဲ့ចောင်းသားတွေကိုပြန်ပြေခိုင်းပြီးတော့မလူတဲ့ចောင်းသားတွေခြားတော့မိမိတို့နှစ်တက်ရာတက္ကသိုလ်မှာဝင်ခွင့်စာမျိုးကိုလျှောက်ထားခြင်းအားဖြင့်ပြည်သူကိုညတာရန်လျှောက်တယ်အဲ့ဒီလိုမျိုးမဟုတ်ခင်ねအကုန်လုံး6ပါးသားလုံးပြန်ပြေရမယ်ဆိုရင်ဘာအကြောင်းပြန်ပြေခိုင်းပါတယ်ဆိုတဲ့ခိုင်းလုံးတဲ့အကြောင်းပြချက် နောက်ွယ်ကနေပြီးအမိတ်နေမထုတ်ပြီပဲနဲ့လူရှင်းသူရှင်းမှာလူလုံးထွက်ပြီးဖြည့်ရှင်းပေးဖို့လိုအပ်ပါတယ်ပညာရေးဝင်ကြီးနေတဲ့လူလုံးထွက်ပြပြီးဘာကြောင့်ဆောင်မပဲပြန်ဖြည့်ခိုင်းရဘာထဲဆိုရက်ဖြည့်ရှင်းချက်ကိုပေးပါကျမတို့ဆောင်မြော်နေပါတယ်နောက်တစ်ချက်ကပြည်သူ့ဂုံရေးစုထောက်ဆားချူတွေကိုပြည်သူ့ဂုံရေးစုပေးတယ်တဲ့ဘယ်သူတွေကပေးတာလဲဆိုတော့လက်ရှိနိုင်ငံတော်ရဲ့ဒီစင်အစိုးရကိုလက်နက်ကင်ပုံကန်နေတဲ့ဖွဲ့တွေကပေးတာဆိုတော့ခင်ဗျားတို့ကိုမေးချင်တာကခင်ဗျားတို့အဲ့ဒီလူတော်စုချီကိုစုပေးတာကထောက်ဆားချူတွေကိုထောင်သက်ရှိအောင်လုပ်နေတာလား က်မင်းမဲ့ဒေါ်ဆန်းစုကြည်ကိုထောင်သက်ရှိအောင်လုပ်နေတာလားဒေါ်ဆန်းစုကြည်ကသူ့အနေစုဆိုရင်အဲ့ဒီလောက်ထိပြတ်မှုမကြည့်ဘူးသူ့အနေသူဆိုလို့ရှိရင်ဒေါ်စုကြည်မဲမတမမှုလုပ်တယ်နော်ဒီကိစ္စတစ်ခုနဲ့ဆိုဒီလောက်ထိပြတ်တာကြီးမသွားဘူးဒါပေမဲ့သူ့လက်အောက်ငယ်သားတွေကသူ့ကိုချစ်တဲ့ရောင်ရောင်နဲ့နှစ်နေတဲ့အတွက်အခုလိုမျိုးအပြစ်မှုပြစ်မှုတွေကြီးလာတာနောက်ကိုဆိုပဲကြည့်ဘုံမသိကိုမသိဟာညီပေါ်နေပေးလေးတွေကတော့ဟာပြည်သူကုန်ရေးစုရတယ်ဆိုပြီးတော့အာရဝတာဖြစ်ကြတာပေါ့ เนาะသူကလည်းသူဆိုရင်ထိုင်နေအကောင်းသားနောက်ကွယ်ကသူ့ကိုထောက်ခံပါလေချစ်ပါတယ်အားပေးပါတယ်မေ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 ဆိုပြီးတော့ချစ်တယောက်နဲ့နှိမ့်နေတဲ့အတွက်နောက်ဆုံးကုန်းကုန်းပြောမယ်အခု NLD ကလည်းသူတို့တဆင်ဆရာပြေးဆိုဖွဲ့တယ်ဆရာပြေးကလည်းအနုကြည်ဖွဲ့တယ်အဲ့ဒီအမျိုးသားညီညွတ်ရေးအစိုးရအနုကြည်မှာတမနာကဘယ်သူလဲဦးဝင်းမြင့် ဦးဝင်းမြင့်ကတမရဒေါ်ဆန်းစုကြည်တမရထက်ကအတိုင်မြင့်ကပုဂ္ဂိုလ်ဖြစ်တယ်။သူတို့နှစ်ယောက်ကထောင်ထဲမှာရောက်နေတဲ့အတွက်ဒူးဝါလက်ချေးဝါကိုယာယီတမရအနေနဲ့ခန့်ပြီးမန်ဝဲခိုင်တန်းကဝင်းကြီးချုပ်ပြခန့်တာပါလေတဲ့။ဆိုတော့လက်ရှိမှာအဲ့ဒီအန်ယူဂျီကလုံတမရကောင်းမွေဆိုးမွေအကုန်လုံးကိုအန်ယူဂျီတမရဖြစ်တဲ့ဦးဝင်းမြင့်နဲ့အန်ယူဂျီအစိုးရအတိုင်မြင့်ဖြစ်တဲ့ဒေါ်ဆန်းစုကြည်ကတော့ယူရမယ်။ဒီကြောင့်ကျွန်မအရင်ကလက်ထက်ခါထက်ခါပြောခဲ့ပူးတယ်ခင်ဗျားတို့ညီပေါ်ညီပိတ်တွေနားမလည်ဘူးခင်ဗျားတို့မှလက်ခံနိုင်လောက်တဲ့အသိဉာဏ်ပညာမွေးကလေးကပါမလာကြဘူး နော်ဆိုတော့အခုလက်ရှိလူတက်ပြီးဖြတ်နေတဲ့ကိစ္စရဲ့အကုန်လုံးအန်နူချီကလုတ်တမ်းရအပြစ်အကုန်လုံးကိုသမရဖြစ်တဲ့အဝိမင်းနဲ့အတိုင်းမင်းခံဖြစ်တဲ့ဒေါ်ဆန်းစုကြည်ကတာဝန်ယူရမယ်တာဝန်ခံရမယ်နိုင်ငံတကာကျိုးစင်တက်ရမယ်ဆိုရင်လည်းသူတို့နှစ်ယောက်ကကျိုးစင်တက်ရလိမ့်မယ်။ဘာကြောင့်လဲသူတို့နှစ်ယောက်ကိုအန်နူချီကယာယီသမရ sorry သမရအဖြစ်ခံထားတဲ့တော့ဖြစ်တယ်။ဒါကြောင့်မလို့ခနာတို့ကိုယ်တိုင်ကချစ်တဲ့ယောက်နဲ့နှိမ့်နေကြတာ။နော်အဲ့ဒီလိုခနာတို့က မရနဲ့အတိုင်းမခံခက်အမှုပေါ်မှာဒေါ်စုကြည်နဲ့ဦးဝင်းမြန်ကလက်ခံသလားသူတို့ကိုယ်တိုင်ကလက်ခံရင်လက်မခံရင်မသိပဲနဲ့အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံတော်တမရဦးဝင်းမြန်အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံတော်တိုင်းမခံပုဂ္ဂိုလ်ဒေါ်စုကြည်ဆိုပြီးခမရတို့ခက်အပ်ပြီးတော့မြောက်ပြဆိုင်တောင်းနေကြတယ်နောက်ွယ်မှာလှုပ်ချင်တိုင်းလှုပ်နေကြတယ်အနုကြည်မှာနော်ဟိုကာကွယ်ရေးဝန်ကြီးဆိုတဲ့ရှင်မွန်ကအယူငမူးဟေးအဲ့ဒီလိုပဲပိုပြည်တဲ့ရေးဝန်ကြီးဆိုတော့လွန်ကိုလက်ကနှာဘူးအဲ့ဒီလိုမျိုးနှာဘူးနဲ့ငမူးနဲ့ပေါင်းပြီးလှုပ်ချင်တိုင်းနေလှုပ်နေကြတယ် အကြမ်းဖမ်းမှုတွေကိုတာဝန်ယူခံရမယ်။နောက်တစ်ချက်ကျွန်မထပ်ပြီးမေးမယ်။ခင်ဗျားတို့ Federal 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 အော်နေကြတယ်။ပလောင်နဲ့ A က Confederate ကိုတွားမယ်။ခင်ဗျားတို့က Federal ပြောတယ်ခင်ဗျားတို့မဟာမိတ်ဆိုပြီးတော့ခင်ဗျားတို့အသက်တွေစရိတ်ခံပြီးတိုက်ပေးနေတဲ့ EU တွေက Confederate ကိုတွားမယ်။အဲ့ဒီခါကျတော့လေခင်ဗျားတို့ကခင်ဗျားတို့ကိုကိုရကိုအမျိုးသားညီညွတ်ရေးဆိုတာမြန်မာနိုင်ငံရဲ့ပြည်တော်ဆိုဆိုရပြီးခင်ဗျားတို့ကျင့်သုံးတယ်။ဆိုတော့ ဒေါ်ရှုကြည်နဲ့ဥဝင်းမြင့်ကိုတမန်ရနဲ့အတိုင်းပဲကန်ခဲ့ပြီးတော့ခမားတို့အစိုးရဖွဲ့ထားတဲ့အန်နူဂျီကဆက်တွေပြောရအောင်ဒေါ်ရှုကြည်နဲ့ဥဝင်းမြင့်အာနာရှိခဲ့တဲ့ခါကတောင်မှနှစ်၆တက်ကိုပြင်ပြခဲ့တလားကျမမင်းမင်းကျမရဲ့ဗီဒီယိုဖိုင်ကိုဖျက်ညက်ကလုပ်ပြီးတင်နေတဲ့ကောင်းဒီကောင်းမတွေအကုန်လုံးကိုကျမဆင်ခေါ်တယ် ဒီဘောနေပိတ်ဒီဘက်ကကိုကိုကိုတက်တည်နားလဲပါတယ်ဆရာကြီးတို့ဆရာမကြီးတို့ထင်းနဲ့ကောင်းနေကောင်းမတွေမှသမ ्या ကျွန်မမကူတုံမဟာသွေးစိမ့်ခေါ်တယ်ခမားတို့က February ကွန်ဖက်ရိတ်တွေပြောရအောင်ခမားတို့အမေဒီအဖေတွေကိုယ်တိုင်ကနှစ်ချောက်တွေကိုပြင်ပေးခဲ့တယ်လားဖက်ရယ်ပေးလိုချင်တဲ့ဆန္ဒဒေါ်စုချင်းနဲ့ဦးဝင်းမြင့်မှာတကယ်ရှိသလားတော်စုကျင်းတဲ့ဥွင့်မြင့်မှာတိုင်းရင်သားအခွင့်အရေးကိုအမှန်တကယ်ချစ်လို့တိုင်းရင်သားတွေကိုအမှန်တကယ်အမျိုးသားတန်းတူခွင့်ပေးခြင်းနဲ့ဆိုရင်ဘာကြောင့်ပုံမှန်နှစ်ချောင်းတက်ကိုပြင်မပေးခဲ့တာလဲကျွန်မမင်းမင်းနော် ကျွန်မအကုန်လုံးကိုစိန်ခေါ်တယ်စိန်ခေါ်တယ်နော်ဘာကြောင့်ပုံမှန်နှစ်ချောက်တက်ကိုပြင်မပေးခဲ့တာလဲအာနာမရခင်အတိုက်ခံဘဝတုန်းကသမရဦးသိန်းကြီးဆိုတာလက်ထက်ဒေါ်ရှုကြည်အာနာမရခင်အတိုက်ခံဘဝတုန်းကနှစ်ချောက်တက်နှစ်ချောက်တက်နှစ်ချောက်တက်တိုင်းရဲသားအခွင့်ရေးအတွက်နှစ်ချောက်တက်អော်ပြီးတော့တကယ်တဲ့အစိုးရဖြစ်တဲ့ကနှစ်ချောက်တက်ကိုပြင်မပေးခဲ့တဲ့အထွတ်ဒေါ်ရှုကြည်နဲ့ဦးဝင်းမြင့်ရှင်နဲ့မှာတိုင်းရဲသားအခွင့်ရေးပေးလို့ရတဲ့ဆန္ဒတကယ်ရှိသလား တော်စုကြည်နဲ့ဥဝေမြအာနာရှိခဲ့စဉ်ကာလကတော့ကာလမှတော့နှစ်ချောက်တက်ကိုပြင်မပေးခဲ့ပဲနဲ့အခုကြောင့်မှခမရုကဖက်ဒရယ်ဖက်ဒရယ်ဖက်ဒရယ်လူကြားကောင်းအော်နေတာခမရုမရှက်ဘူးလားမရှက်ဘူးလားကိုတိတ်ခါနဲ့အရှက်တရားဆိုတာမျိုးနဲ့ရိုးနဲ့မျိုးရိုးအစင်ဆက်ကခမရုမှပါမလာခဲ့တာလားကျွန်မမေးမယ်နော်ဆိုတော့ခမရုကြီးအဲ့ရောင်ဝဲပုံမြင်နေကြားပုံနားဝါတီနဲ့တိုင်းမီကိုပုံကန်နဲ့ အဖြတ်မောက်လုပ်ငန်းတွေဆက်မလုပ်နဲ့ခမားတို့ပုံကန်နေသူခမားတို့လက်လက်ကင်ပုံကန်နေတဲ့လမ်းစဉ်ကိုဆက်သွားနေသူအဲ့ဒီရဲ့အပြစ်တွေအကုန်လုံးကိုသမရဖြစ်တဲ့ဥဝင်းမြင်းနဲ့အတိုင်းမင်းကန်ဖြစ်တဲ့ဒေါ်စုကြည်ကောင်းကိုရောက်ပြီးတော့ထောင်တက်တင်ပူ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 ရှိကြပြီးထောင်ထဲမှာရိုးဆွေးရလိမ့်မယ်ဒါကြောင့်ဒေါ်စုကြည်ကိုချစ်တဲ့ရောက်နေနှင့်တင်အခမားတို့ကိုယ်တိုင်သာဖြစ်တယ်